ွဲမဲ့မှုအာယုံအပေါ်မှာဆွဲမဲ့မှုလိုချင်မှုຢာကမိတနည်းအားဖြင့်လောဘမိအမျက်ထွက်မှုဒေါသမိကြိတ်ခြင်းမကြိတ်ခြင်းလေမကြိတ်ခြင်းနဲ့ဆက်ဆံတယ်မကြည်နဲ့မှုနဲ့ဆက်ဆံတယ်အမှန်တရားကိုမသိမှုတွေးဝေမှုမောဟမိဒါတွေဟာပြောင်းပြောင်းတောက်လောင်နေနေတယ် နောက်ပြီးတော့ပရိသန္တေနေမှုဇာတိအုံမှုပေမှုစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲစိတ်ဆင်းရဲမှုပြင်းစွာပူပန်မှုအဲ့ဒါတွေနဲ့ပဲအဲ့ဒါတွေနဲ့လေပြောင်းပြောင်းတောက်လောင်နေတယ်တလောကလုံးဟာပူလောင်လောဘဒုက္ခမောဟတွေနဲ့မြင်သမျှကြားသမျှအဲ့ဒါကြောင့်ဘုရားကပြောပြောင်းပြောင်းတောက်လောင်ဤ ဘလောက်ကောင်းတဲ့ဥပမာလဲပြီးတော့ဘုရားရှင်ကအဲ့ဒီမျက်စိစက်တွေဟာအနှိုက်ဆက်ခံနေရတယ်လို့ရှုပါမျက်စိကအနှိုက်ဆက်ခံနေရတယ်အစင်းကအနှိုက်ဆက်ခံနေရတယ်မြင်စိတ်ကအနှိုက်ဆက်ခံနေရတယ်ဝေဒနာကအနှိုက်ဆက်ခံနေရတယ်ဒီတဘာဝတရားတွေကတော့မြင်တာနဲ့ပေါ်ပြီး ပေါ်တော့သူတို့က အစင်းကြောင်းအပန်းကြောင်းနှိုက်ဆက်ခံရတဲ့ကိလေသာတွေမရောက်ရောက်အောင်မဖြစ်ဖြစ်အောင်မဝင်ဝင်အောင်နှိုက်ဆက်ခံရတာပဲယဟန်တို့ယစ္စည်းဒီနှိုက်အနှိုက်ဆက်ခံရ၏အစင်းတို့ဒီအနှိုက်ဆက်ခံရ၏သက္ကောဝိညာဉ်ဒီအနှိုက်ဆက်ခံရ၏သက္ကောသံဘာသဒီအနှိုက်ဆက်ခံရ၏ စေကုတံဘာတဟူသောဂျုံဂျုံဖြစ်ပေါ်လာသည့်ခံစားမှုဒုက္ခဒုက္ခဥပ္ပခါတော့သည်၌စေခံရ၏အဘေတရားက၌စေအတ္တနိပရိသန္တေနေမှုအုံမှုပေမှုဇောယီမှုငိုကြွေးမှုကိုစင်းရေးစိတ်စင်းရေးပြင်းစွာပူမပူပန်မှုတို့က၌စေအာ၏ဒါရီယ၌စေနေတယ် ောက်ပြီးတော့30ရက်မှပဲမြတ်စွာဘုရားရှင်ကဒီမျက်စိစက်ဒီကိုအထင်မှားနေအထင်မှားရင်ဘာဖြစ်မလဲဒုက္ခရောက်မှာအစင်းကိုအထင်မှားနေမြေစိတ်ကိုအထင်မှားနေဒါဘုံဘုရားကနေ့စဉ်ရှင်တဲ့ရှင်တဲ့အထင်မှားနေတယ်လေမြင်သမျှကိုလိုရင်လိုယူတာပဲအဲ့ဒါအထင်မှားနေတာ စာရွက်ကိုကြည့်ပြီးတော့ဒါဒီစာရွက်စာရွက်တစ်မျိုးပဲသိတယ်အထင်မှားသိတဲ့လူကြတော့စာရွက်တော့စာရွက်ပဲတော့တော့ဒါတွေဟာဓာတ်လေးပါးနဲ့လောက်ထားပါရောလားလို့မြင်ရင်အထင်မှားတော့ တော်ပြီးတော့ဘုရားရှင်ကဒီမျက်စိစက်ဒီကိုမြင်တိုင်းကြားတိုင်းမှာဖြစ်ရှင်းသဘောရှိတယ်လို့မှတ်ရင်လေတရားရတယ်တဲ့ဒီမြင်တဲ့မြတ်ကြားတဲ့မြတ်နာကျင်သဘောရှိတယ်သိကျင်သဘောရှိတယ်စိုးရင်ကျင်သဘောရှိတယ်ညဉ့်ညူးကျင်သဘောရှိရဲ့ကောင်းခန်းကျင်သဘောရှိတယ်ပြည့်စည်ကျင်သဘောရှိတယ်ဖြစ်ပေါ်ကျင်သဘောရှိတယ်ရှုပ်ကျင်သဘောရှိတယ်လို့ အနိစ္စဒုက္ခမှတ်တယ်လို့ပေါ့အဲ့ဒီလိုမှတ်ရင်လည်းပဲတရားရတယ်မျက်စိကိုမှတ်နားကိုမှတ်မြင်စိတ်ကိုမှတ်နောက်ပြီးတော့ဝေဒနာကိုမှတ်ပေါ်လာတဲ့ဝေဒနာတိုင်းကိုနာခြင်းသဘောသိခြင်းသဘောဆိုရင်ခြင်းသဘောဆိုပြီးတော့အဲ့ဒီလိုမှတ်ရင်မှတ်ရင်လည်းပဲဒါတရားရကြောင်းဘုရားရှင်ကဆုံးမပေးတာပေးထားပါတယ် ီတော့ဘုရားရှင်ကဒီမျက်စိစက်ဒီကိုအညစ်ဆေးခံနေရပါလားလို့မှတ်ပါတယ်။ယဟန်တော့မျက်စိဒီအညစ်ဆေးခံရာဤအစင်းဒီအညစ်ဆေးခံရာဤမြင်စိတ်ဒီအညစ်ဆေးခံရာဤဖတ်တတ်ဒီအညစ်ဆေးခံရာဤဝေရဏံဒီအညစ်ဆေးခံနေရဤနာဒီနှာခေါင်းဒီအညစ်ဆေးခံနေရဤညစ်ဆေးခံနေရတယ်လို့မှတ်ရင်လည်းငြင်းငွေ့လာမယ်တဲ့ ောက်ပြီးတော့ယဟန်တဘောကမြတ်စွာဘုရားကိုမင်းအရှင်ဘုရားဘလို့ပြီးရဲ့ဘလို့မြင်တဲ့ပုဂ္ဂိုလ်အားတန်ရိုးစဉ်အနှောင်ဖွင့်တရားတော့ကင်းပြောက်နိုင်ကြပါသနည်းတန်ရိုးစဉ်ဆိုတာအနှောင်အဖွင့်လို့ဗမာလို့ပြန်ရင်အနှောင်ဖွင့်လို့ရအနှောင်ဖွင့်တရားတွေဘလို့မြင်ရင်ကင်းပြောက်မလဲဘုရား ယဟန်တဲ့မျက်စိကိုအနိစ္စဒုက္ခအနတ္တရှုအဲ့ဒီလိုမြင်တော့အနောက်ဘွဲ့တွေကင်းပြောက်မယ်တဲ့ဒါချင်းချုပ်လေးပြောရင်မြင်စိတ်ကိုအနိစ္စဒုက္ခအနတ္တရှုအနောက်ဘွဲ့တွေကင်းပြောက်မယ် ပြီးတော့ဘုရားရှင်ကဆွေလမ်းမှုဥပါဒံအလုံးကိုပိုင်းခြားပြီးတော့သိခြင်းကတင်တို့ဟာတရားဟောဖို့မေအဲ့ဒီတရားကိုကောင်းမွန်စွာနံကြားကြကုန်လို့ဒီနတော့ဆွေလမ်းမှုဥပါဒံအလုံးကိုပိုင်းခြား၍သိခြင်းကငံ ခေါ်ကြမိတရားဟုသည်အဘယ်နည်းယေစီကို၎င်းအစင်အစင်ကို၎င်းဆွေရစေကုဝิญญาณဖြစ်ယေစီအစင်စေကုဝิญญาณသုံးမျိုးတို့၏ပေါင်းစုံခြင်းကြောင့်တွေ့ထိမှုဖတ်တာဖြစ်တွေ့ထိမှုဖတ်တာဟုသောအကြောင်းကြောင့်ခံစားမှုဝရဏဖြစ်ဆိုတော့ကတော့အကြောင်းကြောင့်တွေဟာဖြစ်တာဒီအကြောင်းတရားကိုရှုတဲ့ယောဂီဟာ

အလောရှိအကုံနှစ်သက်အကုံသောစိတ်နှလုံးကိုဘွားစီတကုံသောရှိခေဘွယ်သဘောရှိကုံသောဝိတ္တနံကာမနဲ့စကုံသောဆွေးမဲ့အကုံသောစက္ကဝဉဏ်ဖြင့်တိယကုံသော အစင်းတို့သည်ရှိကုန်၏မြင်စရာ အစင်းကိုပြောတယ်သဘောကျစရာကောင်းတဲ့မြင်စရာ အစင်းတွေရှိတယ် အဲ့ဒီအစင်းလေးကိုတကယ်လို့များနှစ်သက်မယ်ဆိုရင်အလွန်ပြောဆိုမယ်ဆိုရင်စိတ်ကလေးကလည်းဟာမှတ်လိုက်တာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့အဲ့ဒီအစင်းပေါ်မှာပဲနှွမ်းမိုးရွတီမယ်ဆိုရင်အဲ့ဒီယဟန်အားနှစ်သက်မှုတွေဖြစ်မယ်နှစ်သက်မှုရှိတော့ပြင်းစွာဆွေးမဲ့မှုဆိုတာဖြစ်မယ် ပြင်းစွာဆွေးမဲမှုရှိရင်ဒါနှောင်ဖွဲ့မှုဆိုတာဖြစ်နေပြီ။အဲဒီလိုတန်ရိုးစဉ်ကြိုးအရှိရှိခံရတဲ့ယဟန်ကိုအဖို့နဲ့နေသူလို့ပြောပါလေတဲ့။ယေသမြတ်ตายာရင်ဂျာသမြတ်နားထောင်လို့ကောင်းလေဆိုရင်ဒါသည်အဖို့နဲ့နေတဲ့ပုဂ္ဂိုလ်ပဲတဲ့။ဘလောက်ပဲတယောက်လေးထိုင်နေရင်ပြောပြောဒါသည်အဖို့နဲ့နေတာပဲ။ ။တော့တူရင်းနေတဲ့ပုဂ္ဂိုလ်ကဘာဘလို့ဖြစ်မလဲ။အဲ့ဒီအစင်းတွေအတန်တွေကမနှိမ့်သက်တဲ့ပုဂ္ဂိုလ်သိတာတူရင်းတယောက်တည်းနေတဲ့ပုဂ္ဂိုလ်လို့ဆိုရတယ်လေ။ဒါလည်းဘုံတော့တော်တော်လေးမှတ်သားစရာပဲ။ဘလောက်ပဲတရားစခန်းမှာမျက်လုံးမိုက်ပြီးတော့တရားထိုင်နေတယ်ပြောပြောတွေးရှင်တာတွေးလို့ရှင်တာလုပ်နေရင်တော့ဒါအိမ်မှာနေသလိုအဖို့နဲ့နေ ဲ့ဒါတွေကဒီမှာစာရင်လက်ဖားရောမှာပဲဘုရားရှင်ပြောထားတဲ့သကလုံးတွေအလုံးသိခွင့်ရတယ်